ဟယ်လိုအားလုံးပဲမင်္ဂလာပါအာဒီနေ့ကျွန်တော်တငယ်ချင်းတွေကိုမျှဝေခြင်းနဲ့စကားလေးတစ်ခုအမွေရတယ်နော်အမွေရကျွန်တော်ပြီးသွားတဲ့ဗီဒီယိုမှာပြောခဲ့တဲ့ကျွန်တော်ရဲ့ကျေးဇူးရှင်ဦးလေးဖြစ်တဲ့ကျွန်တော်ရဲ့မိသားစုရဲ့ ပဲ့ကန်ရှင်ကြီးကျွေးစရှင်ကြီးဟဲ့အဲ့ဒီဦးလေးရဲ့တွေ့ကြုံတွေတဲကတခုဖြစ်တဲ့အဲ့ဒီငွေရားဆိုတဲ့ဥစ္စာကိုကျွန်တော်ခုပြောပြအဲ့ဒီငွေရားဆိုတာကဒီပတ်စံကိုယူသွားတဲ့လူကတကိုယ်လုံးမခံမရနိုင်ဖြစ်အောင်ရပြီးတော့အဲ့ဒီညအောင်ပြန်တော့ထားမှာ ဒုက္ခနာကိုအရာပြေသွားတယ်ခန္ဓာကိုမခံမရနိုင်အောင်ယာတာလေအဖို့တွေအပိတ်နဲ့အဲ့လိုမျိုးအနီအနီတွေတွန့်ပြီးတော့ခန္ဓာကိုကဘယ်လိုပြောမလဲဆိုပြီးတော့ကျွန်တော်တို့အနာကြီးယောဂတွေလို့ဟိုဖြစ်သွားတာအဲ့ဒီပတ်စံကိုပြန်သွားထားတယ်ပြန်သွားမထားရင်မရဘူးအဲ့တော့တချို့ကြတော့ဟိုလက်လုံးချေလုံးဖြစ်သွားပြီးတော့ပြန်သွားမထားနိုင်တော့ဘူးပဲပတ်စံမရှိတော့ဘူးနော် အာသွားတောင်းပန်ပြီးတော့ပတ်စံရှိတဲ့အချိန်ပြန်ပေးရတယ်အဲ့ဒါ तू တောင်းတဲ့ရက်ပေါ့နော်အဲ့ဒီအတိုင်းတာအထီကို तू ကဥမာတလားအချိန်ပေးပါနှစ်လားအချိန်ပေးပါနှစ်လားပြည့်လို့မှပြန်သွားမထားဘူးဆိုရင်အဲ့ဒါကိုလင်းဖြစ်သွားတာလေဒါတွေကကိုရီယုံတာမယုံတာတော့တကယ်ကြီးတော့ဘာပဲနော်ဒါမဲ့ပြောပြတဲ့လူရဲ့စကားကိုနားထောင်ပြီးတော့ကျွန်တော်အနေနဲ့ပြန်ပြောပြတာ ဲ့ဒါကပြည်မျိုးမှာရှိတဲ့ဘုရားတစ်ခုပဲဘုရားတစ်ခုမှာတော့အဲ့ဒီဟာဂျပန်ခေတ်ပဲဗျာကျွန်တော်တို့ပြောဂျပန်ခေတ်ပေါ့အဲ့ဘုရားမှာတဲ့ကြောက်စလားကြီးတစ်ခုရှိတယ်တဲ့အဲ့တော့ဘုရားနာမည်ပဲတော့ကျွန်တော်တို့ပြောတယ်ဗျာဒါပေမဲ့ကျွန်တော်တို့ဘုန်းတော်မှာအဲ့ဒါကြီးမမှတ်မိတော့ဘူးဗျာနောက်ဘုရားနာမည်တော့ကျွန်တော်မမှတ်မိတော့အဲ့ဒါတော့ကျွန်တော်ခွင့်လို့ပါဒါပေမဲ့ပြည်မျိုးကဘုရားတစ်ခုတော့ဟုတ်တယ် ဟောကြောက်စလားကြီးရှိတယ်ကြောက်စလားကြီးတဲ့မှာပတ်စံနေထည့်ထားတယ်ဒင်းကားပြားကြီးဟိုငွေဒင်းကားတွေခြေဒင်းကားတွေဒင်းကားပြားကြီးသူစက်မှရှိတယ်အဲ့တော့တချို့မတမာတဲ့လူတွေကအဲ့ရနေပြီးတော့ခိုးသွားတာပေါ့ခိုးယူသွားတာအဲ့ခိုးသွားတဲ့ကောင်က သုံးနေကြရင်အဲ့ဒါမခံနိုင်ဘူးရားပြီးဒီကိုလုံးခါဖြစ်ပြီးတော့ဘလို့မှကုသလို့မရဘူးလေအဲ့ဒါအဲ့ဒီပတ်စံကိုပြန်လာမထမ်းချင်အဲ့ဒါခံစားနေရတာလေအဲ့ဒါမယုံလို့လူငယ်တွေကစမ်းတဲ့လူငယ်တွေရှိနေတယ်မှာအဲ့ကျွန်တော်ဦးလေးလည်းပါတယ်ဒါကျွန်တော်ဦးလေးအဲ့လိုစစ်အဘရောင်းမနေပြီးတော့တို့ဒီဘက်ကိုဟိုပြေဘက်ကိုပြန်ဝင်လာတော့ဗောဗျာပြေမျိုးမှာအခြေအနေနည်းနည်းကောင်းလာပြီဆိုတော့ပြေမျိုးတို့ပြန်လာတယ် အဲ့ဒါနဲ့ပြေမျိုးကိုရောက်ပြီးတော့ပြေမျိုးကိုရောက်ပြီးတော့လူငယ်ဆိုတော့ပြောဟိုအလောက်ကန်ရှားရတော့ဗောပြတိတယ်မခက်ကခက်ကလာအလောက်ကန်မရှိရင်ငတ်မှန်လေးပြအဲ့တော့စစ်စစ်အေးနည်းနည်းစစ်အေးကမောဗျာစကူမကူကလာဗောနော်ဂျပန်အုပ်ဂျပန်ကအုပ်ချုပ်ပြီဗောဗျာအင်္ဂလိပ်ကထုတ်လိုက်ဂျပန်အုပ်ချုပ်ပြီဆိုတော့အဲ့တော့အလောက်ရှားတော့အလောက်ရှားတော့အဲ့မှာအလောက်ထဲမှာဟို ကျွန်တော်ဦးလေးကမလုပ်ရလဲဆိုတော့ဖရားရဲ့အချိန်မှာတို့ဖရားတွေပြန်ပြီးတော့တိဆောက်တဲ့အချိန်တုန်းဖရားရဲ့စိန်ဖူးတွေကိုမှန်ကတ်တာဖရားစိန်ဖူးမတင်ခင်မှာဖရားရဲ့စိန်ဖူးတွေကိုမှန်နေတယ်လို့ကတ်ပြီးငုံသွားတယ်ငုံပြီးသွားမှတော့ဖရားဒီထိတ်မှစိန်ဖူးတင်တယ်အဲ့တော့ဦးလေးကအဲ့ဒီမှန်လုပ်တဲ့နေရာမှာအလုပ်လုပ်ရတော့အလုပ်ရတော့မှန်မှန်အလုပ်မှာပေါ့ဗျာအဲ့တော့ အဲ့ဒီမှာတော့ဘုရားဘုံမှာသွားပြီးအလုံးလို့နေနေသူကသူတငယ်ချင်းတယောက်ကပြောတာအလုံးလို့ဘောကိုင်မဲ့တငယ်ချင်းတယောက်ကပြောတာမင်းဒီဇလားတွေပတ်စံဟိုးတဲ့ယူသွားလိုက်တဲ့ယူသွားလိုက်မင်းအရောက်သွားရင်လည်းမင်းအဖြေပေါ်မယ်တဲ့ဦးလေးကကျွန်တော်ဦးလေးကပြောတာဟောဘာလို့ငါယူမှာလဲသူများလှူသွားတဲ့အလှူငွေပေါ့ဟောအမဟုတ်ဘူးတဲ့မင်းယူသွားနောက်နေ့ကျရင်မင်းသိမယ် ငါဆိုလိုတာကမြို့ခိုးခိုင်းတော်မူကျူခိုင်းတော်မူအစွမ်းကိုသိစေခြင်းလို့ဘာဘာဖြစ်နိုင်လဲဘောဦးလေးကအဲ့လိုမျိုးလူငယ်ဆိုတော့ဗျာစားတတ်ကြဘာဖြစ်နိုင်မလဲဘာမှဖြစ်နိုင်ဘူးဘောနော်ဟိုသူများပစ္စည်းခိုးတာပဲအဖက်တင်ပါဘောနိဖះဘောကရှိတဲ့ဒီဒင်္ဂါပြားကိုယူသွားမယ်ဘောဟိုဖះအဲ့ဒီကြောက်စလားတဲ့ဒင်္ဂါပြားလေးတပြားအောင်ငါယူသွားမယ်ဘောအေးအောင်ယူသွားပြီတော့ယူသွားတာပဲရှိမှာပဲလေငါခိုးသွားတဲ့ ခိုးဖြစ်သွားတော့ဒါပဲရှိမှာပေါ့သူကျန်တာဘာဖြစ်မလဲမဟုတ်ဘူးလေမင်းစမ်းတက်ကြည့်လိုက်ယူအောင်ခိုးလို့ရတယ်လို့ရမယ်ပြုမယ်မပြောဘူးပြအဲ့တော့ဦးလေးကလည်းကဲကောင်းပြီပေါ့အဲ့ဆိုလဲငါယူအောင်ပေါ့နောက်နေ့မှငါပြန်လာထားမယ်ပေါ့တော့ဘာဖြစ်မလဲသိချင်ယူအောင်ယူသွားပေါ့ယူသွားတာပေါ့ဦးလေးအော်ကျွန်တော်တို့ခုခေတ်လူငယ်တွေဆိုရင်ပြ โอ้มาဒီကောင်လကားကောင်ဂျင်းလာထင်ရဘောင်းကျွန်တော်တုံးလုံးစားကျွန်တော်တို့လက်ရှိအချိန်မှာဒီလိုမျိုးလာပြီးပြောရင်ဗျာအာယုံတော့တယ်ကွာအမေမာဒါတွေဥတော့တယ်မထည့်ဘူးတိရမလှုပ်ချင်မလှုပ်မဲ့တို့ခေအခါလူတွေရပြတိရမအရန်စမ်းတတ်ကြတယ်ဗျာဟိုတယောက်ကိုတယောက်အဲ့လိုမျိုးဟိုမင်းစားရှိရင်လှုပ်ရလားဆိုလို့အဲ့လိုမျိုးဆိုရင်ဟိုတယောက်ကိုတယောက်အကြောမခံကြမှာလှုပ်တော့အဲ့လိုခေကြအဲ့တော့ဦးလေးကလည်းလူငယ်ဆိုတော့ ားနေဒင်းကားပြသပြောက်ကောက်ပြီးတော့ပစိုးမှလိတ်ပြီးယူသွားတယ်လေအိမ်ရောက်တော့ဦးလေးမမရရဒင်းကားပြကိုအိမ်ရဲ့ထုတ်တန်းအပေါ်မှာတင်လာနောက်နေ့မနက်သွားမှငါယူပါမယ်ဟာညလည်းကြောက်ရတယ်ဘလုံးမမနေနိုင်ဘူးပြားတယ်အပိတ်အပိတ်နေထွားပြီးတော့ရားလာတယ် ရတာရတာရတာဟာတခုလုံးလူးလိုက်နေအောင်ခါကုတ်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 တာလေကုတ်လုံးအားကြီးတော့အသားတွေကဒီလိုဟိုရင်းဖြစ်နေပြီလေအဲ့ဒါအမေကိုပြောပြအမေပေါ့နော်ကျွန်တော်ဒီလိုသလိုပဲပေါ့နော်ကျွန်တော်ဟိုကောင်လုံးလိုက်တော့ကျွန်တော်ခါပြီပေါ့အမေကဒီပတ်သားနေဘယ်ယူလာရဲဖေယယူလာတာပေါ့ညာညာညာဘာတော်လို့မရဘူးအမေပေါ့နော်တော်ကွင်းမရှိဘူးညာဘာအပြင် ။ဟိုမာရှယ်လောအဲ့ဒီခေတ်အဲ့ဒီခါလဲမာရှယ်လောဆိုရှိတယ်ဗျ။ညဘတ်တော်လို့မြောက်။ဟိုဦးလေးမှာတညာလုံးခံရမနဲ့ထွက်ရမယ့်အချိန်လေးရောက်လေရောက်ကုန်။တကုံခါရပတ်ဆောင်ယူပြီးတော့တကုံပြေးတာမြောက်။ဖျောက်ပြေးဖျောက်ပြန်တော့ထား။ထိုင်လာမယ့်ဟူလေးတော့တောင်းမှာလေဟူလေးကမသိဘူးလေအကျွေးစိုးကတော့ထဲရတယ်ထဲပြီးတော့အဲ့ဒါလေရာနေတော့မယ်လေ အဲ့ဒါတငယ်ချင်းအိမ်ကိုပြီးရတငယ်ချင်းရင်တော့ OK ပေါ့နော်ငါတို့ဒီလောက်ပါအောင်မင်းပမာလဲအကျေစီဆိုအကျေစီကတော့ဇလားတော့ငါပြန်ထည့်လိုက်ပြီလေဒါလည်းငါရားနေဆုံးပဲအာမဟုတ်ဘူးကွာပြီးအဲ့လိုထည့်လို့မရတော့တောင်းမှန်သေးတယ်ပေါ့အဲ့ဒါခေါ်ရတယ်ခေါ်ပြီးတော့တောင်းမှန်တယ်ပေါ့နော်တောင်းမှန်ပါလေပေါ့အဲ့ဒါနောက်တစ်ခါအဲ့လိုမျိုးဟိုလည်းမလုပ်တော့ပါဘူးဆိုပြီးတော့အဲ့အဲ့ဒါတခုရဲ့နောက်တော့ဆေးပေးတယ်ဖေဟာဆေးပေးတယ်သူက ဆေးပြတာဟိုလိုဆေးကြောပေးတာမဟုတ်ဘူးဗျာဟိုခမည်းမနာမချမ်းဖြစ်နေတယ်ဆိုရင်လေအဲ့ဖယားမဟုတ်ကတော့ဘယ်လိုပြောမလဲဆိုတော့ဇေဒီလေးလို့မျိုးပဲဇေဒီလေးပေါ့အဲ့မှာအပေါက်ကလေးတစ်ခုရှိတယ်ကျွန်တော်တို့ကြော့တေပါလေမွေပါလေကိုအပေါက်ပေါက်တော့မြေကြီးပေါက်ကလေးဖြစ်တယ်အဲ့သွားပြီးဝင်ရင်အဲ့မှာတေးချာချာယုံယုံကြည်ကြည်နဲ့သွားပြီးတော့ဆုတောင်းရတယ်တဲ့ စုတောင်းစုတောင်းပြီးတော့ရင်ဥမာတားဖြစ်စီတမိဖြစ်စီပေါ့ဗျာဥမာဆရာဝန်ကြီးဆရာဘာတွေညာတွေဒီတွားပြီးပြီဗျာအဲမတတ်တာဟုတ်ပေါ့နော်မတတ်တာဟုတ်နောက်ဆုံးဥမာဖျားဆီးတရားဆီးပဲကြံတော့တဲ့သဘောမျိုးပေါ့လူကုလို့ဆရာဝန်ကြီးစီတွားပြီးပြီးစေကန်းကြီးလည်းပြပြီးပြီးတောက်ဆေးတွေလည်းစားပြီးဘလို့မမတတ်တာနဲ့တော့ဘူးဆိုရင်နောက်ဆုံးဖျားဆီးပဲတရားဆီးပဲကျွန်တော်တယ်ဆိုရင်အဲ့ဒီမှာအဲ့ရလဲပြေမှာပဲ ူကကြတော့ဇေဒီလိုပုံစံတမ်းမျိုးတယ်။အဲမှာအပေါက်ကလေးတစ်ခုဖြစ်နေတယ်တဲ့။သူကသူမြေကြီးအပေါက်ဖြစ်နေတယ်။အဲမှာတော်ပြီးတော့စုစုတောင်းပါလေ။စုတောင်းပြီးတော့ရင်အဲ့ဒီအပေါက်တော့လက်နိုင်ကြည့်တယ်။လက်နိုင်ကြည့်အဲမှာမြေမြေစားလုံးလေးတွေရှိတယ်။အမှဗျာကျွန်တော်ဘယ်လိုမှအိမ်မြောင်ဥလိုပါလို့လို့မြို့ဥလိုပါမျိုးလေးတွေပေါ့နော် အဲ့လိုမြေစာအလုံးလေးတွေရှိတယ်အဲ့ဒီမြေစာလုံးလေးကိုမနှလုံးမရရပဲ၃လေးလုံး၃လေးလုံးနှလုံးဆိုမလုံးဘူးတစ်လုံးဆိုတစ်လုံးကိုရတယ်တော့အဲ့လည်းနဲ့နှုတ်တော့ကြည့်ရပါမြေစာလုံးလေးတွားလာအဲ့ဒါပြီးတော့အဲ့ဒါကိုအဲ့ဒီလူနာကိုတိုက်လိုက်ပြီးတော့ယောဂပြောက်သွားတယ်အဲ့ဒီခဲအဲ့ဒီခါလူတွေဒုက္ခရောက်ပြီးသူတို့ဆေးဝါးပါညာမတတ်နိုင်တော့ဘူးဆိုရင်နောက်ဆုံးအဲ့ဒီမှာသွားပြီးတော့ဆုတောင်းတယ် အခုလူသားအဲ့ရတဲ့မှာအရင်လဲနေပြီဆိုမှလင်ယောက်ကြလဲနေပြီဆိုရင်မရလို့တဲ့လို့သတ်စုပန်အတသမီလဲနေပြီဆိုမိဘလို့တဲ့လို့စုပန်ပြီးစီတောင်းရတယ်အဲ့ဒါလေဦးလေးရဆန်းတတ်တယ်တရအိမ်မှာအမေအဲ့ရတဲ့လဲနေတယ်ငါအမေမင်းတို့ဘွားအဲ့ရတဲ့လဲနေအဲ့ဒါငါစေကန်းနေဆရာဝန်ကြီးပြမယ်ပတ်စာအရင်ရှာခတ်တဲ့ခေတ်ကလာတယ် ဲ့ဒီကိုသွားတယ်သွားပြီးတော့ပြောတော့ဗောနော်ကျွန်တော်ကိုးကွယ်တဲ့ဘာသာအစ္စလာမ်ဘာသာပေါ့ကျွန်တော်ကပတ်စံမရှိဘူးဗောနော်စေအမေကိုစေကုကျင်တော့ပတ်စံမရှိဘူးအဲ့တော့ကျွေးစုပြုပြီးဗောနော်သူများတွေကိုအကူအညီပေးတယ်ဗောနော်ဆေးဝါးပေးတယ်လို့ကြားတယ်ဗောနော်အဲ့ဒါကြောင့်တခုလာတာဗောနော်အကူအညီလာတောင်းတော့ဗောနော်ဒီမှာရှိတဲ့အဆောင်အရှောက်အနေနဲ့ဗောနော်ကျွန်တော်မြင်ခံစားနေရတဲ့ဝေဒနာတော့ဗောနော် တင့်တော်မဲ့ဆီရှင်ပေးပါဘုရားတကယ်လို့ဒီလူဘဝမှာသူ့တို့ကဒါဝွကျွေးဆေးနဲ့ဆေးတောက်လို့မပြောင်းနိုင်ဘူးဆိုရင်ဘာမှမပြေးပါနဲ့ကိုရပါလေအဲ့လိုမျိုးဆွတောင်းပြီးတော့စုပါပြီးတော့အဲ့ဒါကိုနှိုက်ရတယ်နှိုက်ရတဲ့ကောအလုံးဘာလဲကျွန်တော်တို့ဘယ်လိုပြောလဲစိတ်ကြီးလိုမျိုးလဲမဲမဲအလုံးနှလုံးသွားလာတယ် တရကြည့်တယ်နော်မင်းမဲအလုံးလေးနှလုံးထွက်လာတယ်ငရုတ်ကောင်းစီလောက်ရှိတဲ့တလုံးရယ်ဘာလို့နည်းနည်းအလုံးကြီးကြီးတလုံးရယ်နှလုံးနဲ့လက်ထဲမှာစမ်းမိတယ်အဲ့တဲ့အဲ့နှလုံးသူယူလိုက်တယ်အဲ့ယူပြီးတော့အိမ်ပြန်လာတယ်ပေါ့အိမ်ပြန်လာပြီးတော့အမေကိုအမေကိုတော့မပြောဘူးလေအမေကိုပြောအမေစားမှမဟုတ်ဘူးနော်အဲ့ဒီအမပေါ့အမကျွန်တော်မြန်မာဆေးဝယ်လာတယ်ပေါ့ဆေးဆရာတယောက်ကပြေးလိုက်ပေါ့အမစားလိုက်ပေါ့အမေကို အဲ့လိုမျိုးပြောပြီးကျွေးလိုက်တယ်အဲ့ဒါမိကလည်းဟောတားလို့တဲ့လူကမြန်မာဆေးဆရာကြီးကဆေးယူလာဆိုကြည့်တယ်ကြည့်ရောတလုံးကစိတ်ကြီးရွယ်လို့ရှိရင်ပဲမဲ့အလုံးတလုံးကတော့ငရုကောင်းစည်းလောက်ရှိတဲ့လုံးလေးပေါ့အဲ့မြင့်ဆေးကမာဆေးလေလူပမာဆေးပေါ့နော်ဆေးဆရာဆေးဖော်ပြီးလိုက်တော့အမေတောက်လိုက်ပေါ့ဘာဖြစ်အဲ့နှလုံးလုံးခါးတောက်လိုက်အဲ့ကျွန်တော်ခွာလဲတောက်လိုက်ဒီဘက်လုံးတွေတော့တက်တာဝါတယ်လေဘယ်သူပြောက်သွားတာလဲအဲ့အမေ အဘွားကြီးကိုကျွန်တော်ဟိုဖွားရောနော်ဖြစ်နေတဲ့ယောဂါကိုဘယ်လိုမှမလုပ်မိမယောဂါကိုအတကြီးတယ်မိမတွေဖြစ်တဲ့ယောဂါမျိုးလို့မျိုးအဲတတ်တာဝါတယ်ပျောက်ကင်းဝါတယ်အဲ့ဒါဒီဥစ္စာတွေကဘာ ड़ी လဲဆိုလို့ပြောကိုရီးယားမယုံကြည်ဘူးဆိုရင်လည်းယုံကြည်စင်တွေကမရှိဘူး တကယ်လို့ယုံကြည်မယ်ယုံကြည်မှုထားရဆိုရင်လည်းအဲ့ဒါတွေကတကယ်တမ်းကိုဟိုရင်းပြီးရပြဟိုသူ့အနေနဲ့သူအကျိုးပေးတယ်ပေါ့ဘာသာတရားနဲ့မဆိုင်ဘူးဟိုခမရအစ္စလာမ်မော်လို့ခမရဟိန္ဒူမော်လို့ဘောဓဘာသာမော်လို့အဲ့ဒါနဲ့မဆိုင်ဘူးဒီຢာတွေကလူတိုင်းကိုဘယ်သူကိုဘာသာလူမျိုးမယူသူတို့ကိုပေးနေတော့အဲ့ဒါနောက်တစ်ခါဦးလေးတစ်ခုပြောပြတာကျတော့တန်လျင်မှရှိတယ်တန်လျင်မှရှိတယ် အဲ့ဒီဘာဘာကြီးဘာဘာကြီးဆိုတော့ကွန်းအဲကလာလို့ပြောတော့ပန်ဘာဘာလို့ပြောပန်ဆိုတာကွန်းရောင်ပြောတာပြောကွန်းရောင်စားတဲ့ဘာ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 ဆိုတာကဟိုကျောဘာပြောမလဲသူတော်စင်ကိုပြောတာပေါ့ဗျာကွန်းရောင်စားတဲ့သူတော်စင်အဲ့ဒါလေဂျပန်ခေတ်ကမင်းတလင်မျိုးပါလေအာဦးလေးပြောပြတဲ့ပန်ဘာဘာသူကဘာလဲဆိုတော့ပြော तू ကကွန်းအစမပြတ်စားနေတာအစမပြတ်စားနေတာ ကိုမသဇွေးရတယ်လို့မျိုးဒီလိုကြပြီတကူလုံးဒီအင်းကြီးအရှိတည်နေရဆိုကိုသဇွေးရကြီးပဲမပြတ်မဆဲစားနေတာလေကိုုံကိုပဲပြီးတော့သူ့ကိုရာပေးမဲ့လူလည်းမရှိဘူးတဲ့ကိုုံနဲ့သူ့အိမ်ထဲကိုနှိုက်လိုက်တယ်ကိုုံသွားလာပဲပါစတဲ့တဲ့သူ့အိမ်ထဲကိုနှိုက်လိုက်တယ်ကိုုံထွက်လာပဲပါစတဲ့တဲ့တရရတခုခုသွားပြောရင်အဲ့လိုကျွန်တော်ဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လက် လက်နဲ့ဒီလိုကွန်ဝါးထားတဲ့ကွန်ကိုကလော်ပြီးတော့တုတ်ပေးလိုက်တာအဲ့ဒီလူကိုတချို့ကတော့ယူနေပြန်တယ်တချို့ကတော့ရိုးရိုးကြည်ကြည်နဲ့တချို့ကပြောတော့ဘာဘာကျွန်မဆိုင်အောင်ရောင်းရောင်းဝင်မကောင်းဘူးပေါ့နော်လောက်ပါအောင်ဆိုကွန်ဆွေးနဲ့ထွေးသွားတယ်စိုက်ပန်းဟိုလေဖူးဆိုပြီးတော့တော့ကြတော့သူနဲ့သူစီဝါဖြစ်သွားတယ်လေဟာအဲ့လိုမျိုးတွေရှိတယ်ပေါ့နော်တရက်အဲ့ကွန်ဘာဘာကြီးကို တူတော်စင်ပေါ့ဗျာသူလည်းသွားနေသူတူတော်စင်တော့ဂျပန်စင်သားရိုက်တာလေဗျာဂျပန်စင်သားရိုက်တာအဲ့ဒီဘာဘာရက်တွားသူထိုင်တယ်ဂျပန်စင်သားတို့တွားခိုင်းတယ်ဒီအဲ့ဒီညာနေထားတွားခိုင်းတယ်သူမတော်ဘူးမတော်တော့ဂျပန်စင်သားတို့ရိုက်တာရိုက်တော့ဒီညာကြီးဒီညာမှာထိပြီးတော့အပူကြီးအာလူကြီးထားပါတယ်အဲ့ဒီဂျပန်စင်သားတို့ ူပြုံးပြီးတော့ကြည်နေတယ်ဂျပန်စစ်သားငါတလုံးကြိုက်တာတော့ဒီဒီလူအဖိုးကြီးပါတော့ဘာဘာကြီးအဖိုးကြီးပါဘူးဒီအဖိုးကြီးငါတလုံးကြိုက်တာပေါ့ငါတေးအောင်တတ်လိုက်တော့မှာပေါ့နော်အဲ့ဒါတော့သူဒီကွန်ဒိုဆွေးသူလက်မတူထွေးပြီးတော့ဒီနေရာနဖိုးတို့တို့တော့တုတ်လိုက်တယ်အဲအလူဒီအဲ့ဒါဖိုးအနေပျောက်သွားတယ်။အဲအလူဒီကပျောက်သွားတယ်။ဒီလိုလမ်းလက်နဲ့သုံးလေးကောက်ပေါ်လိုက်တော့အလူဒီကမရှိတော့ဘူး။အဲ့တော့ထားပြီးပြန်သွားတယ်။ နောက်နေ့ကျတော့အဲဂျပန်စစ်သားကအုတ်ထုတ်ဆောင်လို့မရတော့ဘူးလေအဲ့ဒီညံအကြီးရွယ်ဘူးဤတော်တော်တော့ဘယ်လိုပြောမလဲဆိုပြတန်ပြန်တဲ့ပုံစံမျိုးပေါ့တော့ဟိုဘာဘာကြီးကောင်းကိုရိုက်လိုက်တော့တုံးတယ်ဒီညဘူးဘူးထားပါဒီနာအဲ့တော့ဘာဘာကြီးကသူ့အတဲ့သူ့လက်ကိုသူကွန်တဆွေးတွေနဲ့ယူပြီးသူ့ဒိုင်းအောင်သူ့ကွန်တဆွေးနဲ့တုံးလိုက်တုံးပြီးသူ့မောင်းထိုးတော့သူထွက်သွားတော့ ောက်နေကြတော့အဲ့ဂျပန်စစ်သားအဲ့ကတာဝန်ကျတဲ့ဂျပန်စစ်သားဟုတ်တယ်။အဲ့ညာကဘူဒီထားတော့ဦးသောဆောင်လို့မရတော့ဘူးလေ။အဲ့ဒါဦးလေးပြောပြရဲသူတို့မျက်မြင်ကိုသူတို့ငယ်စဉ်ဘဝကြုံခဲ့တဲ့အားလေးတွေပေါ့။အဲ့အဲ့ဒီလိုမျိုးတွေရှိတယ်။တခါဦးလေးအာမွေးပေါက်တဲ့လူကိုအဲ့ဒီဘာဘာကြီးကုပေးတာသူတခါတွေ့ဘူးလေပြောတယ်။အဲမွေးပေါက်လိုက်တော့မွေးပေါက်လိုက်တော့ ဘူးတေတေကမျိုးမျိုးဖြစ်နေဘူးဗျဆရာဝန်ကမရတော့ဘူးစေးလည်းမရှိဘူးကြတဲ့မှာအစိတ်ကမရတော့ဘူးခေါ်ရသူအားနဲ့သူ့အမေကဘဘာကြီးကိုပြေးပြီးတော့ပြောတယ်တဲ့ဘဘာကြီးပေါ်ငါသားလေးမွေပေါ်လိုက်တယ်ပေါ့နော်ကဲပါဦးပေါ့အဲဘဘာကြီးကကိုယ်ကသူကိုယ်သူသေးသေးတဲ့ထွေးကံကိုပေးလိုက်တယ်တဲ့ငါဘာလုပ်ရမှာလဲတာဟုတ်ဆိုတော့ခလေးကိုတိုက်လိုက်လို့ပြောတယ် ကွန်မွေးမွေးပါလို့ဟာတရားမုံမဖြစ်နေတဲ့လူနာဘောကွန်သူဆိုရဲ့ဘိုက်ခိုင်းတော့ဘလူကလှုပ်ချင်ပါလေဘောနော်ဒါပေမဲ့မအေးလုံးတဲ့လူကတူကူညီသွားတောင်းတော့ဗျာဘာဘာကြီးကကွန်သူဆိုထွေးကန်ကြီးပေးပြီးတော့ဒါတိုက်လိုက်လို့ပြောတယ်အဲ့လူတဲ့ဘာပဲဖြစ်ဖြစ်ဘောနော်တိုက်လိုက်ဖို့လေတေတော့မှာပဲလေဥမာလူနာတိုက်လိုက်ကြည့်ဗောကောင်းတော့လေကံဘောအဲ့ဒါတိုက်လိုက်တယ်တိုက်လိုက်တယ်ဆိုခုပေါင်းလဲ ကျွန်တော်ထင်တော့ကျွန်တော်ထင်လို့ပြောတော့ဘာဟိုတရားမူမူဖြစ်နေတဲ့လူကလည်းတောင်းနိုင်မယ်တော့မထင်ဘူးဘုဇက်ဖြဲပြီးအတင်းထဲမှာပေါ့ဘုဇက်လည်းအဲ့လိုလည်းအသက်ရှင်ပါလေအဲ့ဒါဦးလေးတွေသူတို့ငယ်စဉ်ကကြုံတွေ့ခဲ့တဲ့ထူးဆန်းတဲ့ထူးခြားတဲ့ဖြစ်စဉ်တွေပေါ့အဲ့ဒါကိုတော်တော်များများဟိုဦးလေးတွေရှိပါတယ်ဒီ ရှေ့တုန်းကလူကြီးတွေအဲ့ဒီကိစ္စတွေကိုအဲ့ပန်ဘာဘာတို့ဘာလို့သူတို့တည်တယ်အာမင်္ဂလာတုံးဘက်မှာတက်နှင်းဘက်မှာသူကထူးဆန်းတဲ့အရာတစ်ခုသူ့မှာရှိတယ်သူကခုဒီနေ့မနှက်ပေါ်ပြန်တော့ခင်ဗျားသူ့ကိုမင်္ဂလာတုံးမှာတွေ့တယ်ပေါ့နောက်တဲ့ဒီဒီတမနာကိုပဲတယောက်ကမင်္ဂလာတုံးမှာတွေ့တယောက်ကရန်ကုန်မှာတွေ့ကျင်တွေ့တယ်တယောက်ကအာဥပမာတက်နှင်းမှာတွေ့ကျင်တွေ့တယ် ူ့ရဲ့ဟိုတချို့အတံမွေတင်ညာရင်တံမွေတင်ညာအဝါပေါ့နော်အဲ့ဒီကျွန်တော်ရံဝင်ရံငေါ်တံမွေတင်ညာအဝါမှာတခါကအဲ့ဒီဘဘရက်ထိုင်နေတဲ့ကွန်ဆာပြီးတော့အဲ့ဘဘတကောလုံးကသူကအပြင်ကိုလည်းမထွေးဘူးလေကွန်ဆွေကိုသူ့ကိုဘဘတူထွေးတာသူဝါးဝါးဝါးပြီးတော့သူ့ကိုဘသူထွေးထွေးချကွန်ဆွေတွေပြီးရင်သူအများနဲ့တရားပဲစိတ်နေသူကသူစိတ်နေသူကွန်ဆာနေတဲ့ ပါဇက်ကအဆက်မပြတ်တရားစိတ်တရားတရားဟိုပဒီစေတာပဒီတော့လက်ထဲမှာမရှိဘူးပြန်တော့ပါဇက်ကနေညွတ်နေတော့ဘုန်းလူတွေအားလုံးတချို့ကသူ့အယူလို့သတ်မှတ်တယ်တချို့ကတော့ဘာဘာကြီးပေါ့ဗျသူတော်စင်ကြီးပေါ့နော်ကြုံဘူးတဲ့လူတွေပြောတာတော့အဲ့လိုမျိုးပေါ့သူ့ကြောင့်ဟိုစီးပွားဖြစ်သွားတဲ့လူတွေရှိတယ်တော့လူတိုင်းတော့အချိုးပေးမယ်တော့မထင်ဘူးပြန်တော့နေသူတိုက်ဆိုင်တဲ့လူတွေတော့ပဲအချိုးပေးမယ်နဲ့သူတွေ ဲကျွန်တော်ဦးလေးပြောပြခဲ့အဲ့ဒါငွေရားတယ်ငွေရားဆိုတာတခါသူကိုယ်တိုင်စမ်းတော့ပြီဘုရားကဘုရားဘောကဒီငါပြောက်ဇလားတဲ့ကတင်ငါပြောက်တကယ်ကြီးကမင်းတတိရှင်ဒီဇင်ငါပြောက်ကိုယူသွားကြည့်ဖို့တော့မင်းညချမှာအဖြေတိမယ်ဆိုတော့အဲ့ဒီဥစ္စာတကူအဲ့ဒါငွေရားရဲ့နောက်တစ်ခုကအာအဲ့ဒါကတော့ဦးလေး ဥလေးရဲ့တငယ်ချင်းတယောက်ပြောအဲဒီဥလေးရဲ့တငယ်ချင်းမင်္ဂလာတုံးဝေရလက်မှတ်နေတယ်အဲ့တော့ကျွန်တော်တို့ငယ်စဉ်ဆိုရင်ဗျာမင်္ဂလာတုံးဝေရလက်ကိုကျွန်တော်တို့သွားလေတယ်ဗျာသူ့ရဲ့ဥလေးရဲ့တငယ်ချင်းရဲ့ခြံကြီးအကျယ်ရွယ်နှစ်စီပန်းနေဆိုင်တယ်အချင်းအဲမင်္ဂလာတုံးဝေရလက်ကိုကျွန်တော်တို့သွားလေညအကြောင်းတော့လူငယ်ဘဝပေါ့ဗျာတည်တယ်ဗျာလူငယ်ဘဝပေါ့ဦးလေးတွေကခေါ်တော့လိုက်တော့ဟိုကြောက်ပိတ်ရတယ်ဆိုတော့အဲ့ချိန်ကျရင်ညနေ င်းဝင်းကျင်းဆိုရင်အဲချန်ပီယံမိုင်းလို့ဒီစီဘတ်ချန်နယ်မှာကျွန်တော်ဖျားကြီးခင်းရပြီးတော့အဲမြေကြီးပေါ်မှာဖျားခင်းရပြီးတော့ဟိုလက်ဖက်တုပ်တွေစားကြတော့ကျွန်တော်တို့ကတော့ပန်းချန်တဲ့မှာဟိုပန်းပန်းချန်တော့ပန်းခင်းပေါ့ဗျပန်းပန်းဆိုင်တဲ့ကျွန်တော်တို့ကတောင်ပြေးမြောက်ပြေးပြပြေးလွှားပြီးကလေးဆိုဆော့တော့ဟိုမှာလည်းကလေးတွေအများကြီးပဲဆိုပျော်တော့ဆော့တော့အဲဆော့ရင်အဲဘောဘီဆိုလာပြီးဦးလေးတွေတော့မထိုင်ထိုင်ပြီးစားကြီးသူတို့ပြောတဲ့စကားတွေနားထောင်အဲ့ချိန်တော့ကျွန်တော် မရရစကားလေးတခုဦးလေးလို့အဲ့ဒီဦးလေးတငယ်ချင်းတဲ့ဦးလေးကိုပြောတဲ့စကားအဲ့ဒါငါပစ်ချလိုက်မယ်ငါပစ်ချလိုက်မယ်တရေတဲ့အဲ့ဒါသူပြောပြတာကတော့သူဒီခြံကိုဝယ်တော့ပါတဲ့မဆက်မရှိခြံဝယ်ဖို့ပြန်အခုလိုနှင်းစီပန်းခြံကြီးနဲ့အဲ့လိုမျိုးစီးပွားကြီးကြီးလုပ်ဖို့တော့သူ့မှာမဆက်မရှိပါဘူးတဲ့အာတရက်သူလည်းအဲ့လိုမျိုးပေါ့ဗျအလုပ်တစ်ခုကြောင့် ဇေယျတခုမှတွိုင်းလိုင်းလမ်းမှာဇေယျတခုမှသူအိတ်တယ်ဇေယျတခုမှအိတ်တယ်ဆိုတော့ဘယ်မျိုးဘယ်ရွာဘယ်ဇေယျမှာအိတ်လဲတော့မသိဘူးဗျာသူပြောတာကတော့သူတွားတာကအာဘာလဲစိုက်သီယိုစိုက်သီယိုသူဘုဒ္ဓဘာသာအဲ့ဒီလိုဘုဒ္ဓဘာသာစိုက်သီယိုအဲ့ဘုရားဘက်ကိုတွားတာအဲ့ဒီအဲ့ဒီနားမှာဇေယျရှိတယ်အဲ့ဇေယျမှာသူညဘက်သူအိတ်တယ် လောက်ကလည်းရံပင်မှန်တော့အဲ့ဒီဒီလိုတရေပဲလေမကြောက်တော့ဘူးအဲ့လိုอ่ะဟာလေသူအဲ့နေတော့ဗျာဒီပတ်နေရနေပြီးလက်ကြီးထွက်လာလက်မဲကြီးငါပစ်ချလိုက်မင်းတော့ငါပစ်ချလိုက်မင်းတော့အဲ့တော့ကြည့်တယ်ဟာပါလဲกว่าပေါ့ဟာလေတရေ၆တော့တရေ၆တော့တော့တော့စိတ်ရမှာဟာတရေ၆တွေကိုအဲ့တော့ငါမကြောက်တော့ဘူးငါတော့လာမချောင်းနေအဲသွားလို့ပြောပြီးစိုက်ရတယ်တခါ သူအဲ့တဲ့ဘက်ကိုလက်ကလိုက်လဲတာသူညာဘက်ကိုလှည့်လက်ကညာဘက်နေရာထဲထွက်တယ်ဘယ်ဘက်ကိုလှည့်သူဘယ်ဘက်နေရာထွက်တယ်သူပလတ်အဲ့အရှိအပေါ်စီလင်းကနေပြီးလက်ကြီးသူ့ကိုထွက်တော့လာပြီငါပစ်ချလိုက်မယ်ငါပစ်ချလိုက်မယ်လုံးဟာအဲ့လိုနဲ့သူညာအိပ်ပြောသွားတယ်နောက်တစ်ရက်လဲသူအဲ့လိုပဲအလုပ်လုပ်ပဲအဲ့ဇေယျမှာသူအေးတုံးရမြောင်းနေရကြတော့တော်တော်ဒေါကံသွားတယ်အရင်ပင်မနဲ့ဒီကောင်ညာညာကြံတော့လောက်ကပြီ ငါပြချလိုက်မငါပြချောင်းတော့ဆဲရတယ်ဖေးမောင်းလေးကောင်အကုန်ကိုင်းပြီးဆဲပြစ်တာတဲ့မင်းအလိုပြချောင်းပြချဝါငါစကူးဆဲဝါနော်ဝါဆဲရပါနော်တော်ရတော့နေပြီဟာနော်ဂရုံးဆိုပြချလိုက်တာကြီးလေကြီးလေကောရွှေသုံးကြီးလေဗျာငါကြသားလောက်ရှိပြီအတုံးကြီးပြချလိုက်တာလေဟာနော်ဂရုံးဆိုအတန်ကြတော့ငါလည်းလန့်သွားတော့အများကြီးမောင်းကြီးမဲကြီးတဲမှာ ။ဟာလေငါတော့ငါလည်းလန့်သွားတယ်ပြီးရပြအဲ့လက်ကြီးလည်းမလာတော့အဲ့ကလေးကអော်လည်းမអော်တော့ဘူးငါပြစ်ချလိုက်ပဲပြစ်ချလိုက်မလို့ငါလည်းဖေးမော်ရီကတော့တိုင်းဆဲပြီးတော့လေတော်လည်းပြန်မနေကျင်တာသူပြောငါလည်းအရင်နေနေတောက်ထားတယ်ကွာလေပြစ်ချလိုက်ပြစ်ချကွာဆိုပြီးတော့ဆဲဆိုပြီးတော့ပြစ်ချခိုင်းတာလေမင်းဒီနေ့မပြစ်ချရင်မင်းလည်းငါလည်းတွေ့ပြီးဆိုတော့ချက်ဆဲဆိုပြီးတော့ဟိုရင်းလို့ချိန်မောင်းတော့ပြန်ပြီးချိန်မောင်းတော့ဘောပြစ်ချလိုက် ဘုံဆိုပြီးတော့ခါးရပြုတ်ကြတယ်ပြုတ်ကြတာဘာကြီးမှမသိဘူးနော်အတုံးကြီးဆိုတော့တော်လေအဲ့လိုက်မနေ့ကျတော့အစောစောထားလို့ကြည့်တော့ဟာဒါဘာတုံးကြီးလဲဘုံလုံးငန်းတော့ဟာဟိုကောင်ညာဟိုကောင်ပြစ်ချထားတဲ့အတုံးကြီးပဲဘုံအဲ့ဒါသူကြည့်ရွှေတုံးကြီးနေတာလေအဲ့ရပြီးတော့အခုလိုမျိုးငါဒီမှာမင်္ဂလာတုံးမှာချန်နေပါလေဝယ်ပြီးတော့နေ့စီပိုင်းပဲသူချတ်သူချတ်နှစ်ဧကနှစ်ဧကလောက်ကျယ်ချီကျယ်ကြီးပဲအဲ့တော့နေ့စီပိုင်းနေဆိုင်ပြီး သူသူမျိုးတော့ပုံပေါ်ကပြောင်းလဲသွားတယ်ပေါ့ဗျာအဲ့ဒါအဲ့ဒါလေးတခုဥလေးတွေပြောတဲ့စကားတွေမှာကြားဟုတ်တော့ကိုရီးယားလည်းချင်းတော့လူငယ်ဟိုကလေးတာတာဒါပေမဲ့မှတ်မိတဲ့အရွယ်လေးပေါ့ကျွန်တော်တခါတည်းကမဟုတ်မဟုတ်ဘူးမထင်ဘူးဆိုပြီးတော့အာဟိုရင်းလို့လို့လည်းမဖြစ်နိုင်ဘူးဆိုတော့ လည်းပြောလို့ရတယ်မရဘူးအကိုမမကြုံတော့အဲ့ဒါမျိုးကိုမကြုံတော့ကိုလည်းဒါမျိုးတွေကိုတစ်ခါမှမကြုံဘူးမကြုံဘူးဆိုတော့လည်းဒါဟာအမှန်လားအမှားလားအာကိုလည်းမသိဘူးဒါပေမဲ့ဂျာဘူးနာဝါပေါ့ဗျာလူကြီးတွေပြောတဲ့စကားတွေကဂျာဘူးနာဝါစကားတခုပေါ့ဒါလေးတွေကဘယ်လိုပြောမလဲဆိုတော့ပညာယူစရာတော့ဘာမှတော့မရှိပါဘူးဗျာအဲ့ဒီတည်းမှာ ပေမဲ့လူကြီးတွေတစ်ချိန်တုန်းကပြောခဲ့မှုတဲ့စကားလေးတွေကိုရအာယုံထဲမှာမှတ်မိတာလေးတွေဒါလေးကိုလူငယ်တငယ်ချင်းတွေကိုပြန်ပြီးတော့ပြောဝေလို့သူကတကယ်တရေလားပါလားလို့မသိဘူးဟုတ်သောင်းလားပါလားလို့မသိဘူးဒါပေမဲ့အဲဒီကျွန်တော်ဦးလေးကိုဖြစ်ဖြစ်အမှန်ကျွန်တော်ဦးလေးကိုယ်တိုင်ဖြစ်ခဲ့တဲ့ဖြစ်ရတဲ့ကိုရှိသေးတယ်ဥဒ္ဒဆောင်မှာ ဥဒ္ဒဆောင်မှာနေသူနဲ့ချိတ်တွေ့တာအဲအဲ့ဒီဥစ္စာတစ်ခုပြောပြမယ်နောက်ပြီးတော့ရင်နောက်ကကျွန်တော်ရဲ့အတော်ဦးလေးအောက်ကကျွန်တော်ရဲ့အတော်ကြီးပေါ့သူ့ကိုလာလာပြီးတော့သူ့ကိုလာလာပြီးတော့လူမျိုးလှဲ့တဲ့တယောက်အဲ့ဒီလူအကြောင်းလာပြောပြမယ်ဒါလည်းသူစမ်းတဲ့အရာပဲဘာမှတော့မသိဘူးပြသူစမ်းတဲ့အရာတော့ယနေ့ချိန်ကြီးအဖြစ်မပေါ်ဘူးပေါ့ အဲ့ဒါဘာလဲဆိုတော့ယနေ့ချိန်ထိဖြစ်ဘူးအဲ့ဒါနောက်တစ်ခါဦးစီးလို့ပြောပြမယ်โอเคအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေဗျာเนาะဘိုင်